ဒါမဲ့တောက်ကြတဲ့28ရက်နေ့မှာတော့ AR မြေရိုးတခြားဖျားနှုံရောင်ကြီးတန်းခံစားရနိုင်လို့ဒုတ်သားမိဘပြည်သူများတတိထားကြဖို့ကျွန်တော်တို့တတိပေးလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ခရမ်းလွန်ရောင်ကြီးမြင်မားစွာကြားရောက်နိုင်ကြောင်းမိုးလေဝသပညာရှင်ဆရာဦးထေတင်းမှတတိပေးလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပါတယ် ယခုနှစ်ညရာသီသည်မက်လာဆန်မှစတင်၍နေပူချိန်မြင့်တက်လာကယမန်နေ့မတ်16ရက်က6နှစ်မကွေးမြို့တွင်နေပူချိန်သည်43မှ42ဒီဂရီဆယ်စီယက်ရှိပြီးခရမ်းလွန်ရောက်ကြီးလိမ္မော်ရောင်အဆင့်မြင့်တက်နေကြောင်းသိရသည်မက်လာ16ရက်နေ့၌အမြင့်ဆုံးနေ့အပူချိန်အဖြစ်6မြို့တွင်43.3ဒီဂရီဆယ်စီယက်နှင့်မကွေးမြို့တွင်42.8ဒီဂရီဆယ်စီယက်ရှိကြောင်းစစ်ကောင်စီ၏ မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဆလကထုတ်ပြန်သည့်ရန်ကုန်မြို့တွင် နေ့ပူချိန်38ဒီဂရီဆယ်စီယက်ရှိနေပြီးယခုနှစ်နွေရသည့်အပူချိန်သည်ယခင်နှစ်များထက်စာလျင်အပူချိန်မမြင့်မားခြင်းမရှိသေးတော့လဲခရမ်းလွန်ရောက်ကြီးပါဝင်မှုမြင့်တက်နေသဖြင့်အပူချိန်မြင့်မားမှုတန်ခံရကြောင်းစစ်ကောင်စီ၏ကျန်းမာရေးစီးဌာနထံကသိရသည် ဒီကနေ့မှာတော့မြန်မာပြည်ဒေသအသီးသီးကအသေးစိတ်အချက်လက်တွေကိုစစ်စစ်တွက်ထုတ်ပြီးဆရာဦးထေးတင်မှတုံးသက်ပြသွားသည်မူအဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမြန်မာနိုင်ငံသားများခင်ဗျာကျွန်တော်တို့ဒီကနေ့ထူးခြားတဲ့ရာသီဥတုဖြစ်စဉ်များကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်တွေကမြန်မာပြည်နဲ့ပတ်သက်ပြီးတော့အခြားတင်ညာရှင်များကအမျိုးမျိုးတုံးသက်ချက်နဲ့သတိပိတ်ချက်တွေထုတ်ပြီးမြဲလေကျွန်တော်တို့တိုင်းတာရရှိချက်တွေနဲ့လေ့လာချက်တွေအရ မြန်မာနိုင်ငံဟာပုံမှန်ယာစီဥတုကိုဖျက်ဆီးနေတဲ့အကြောင်းမျိုးကျွန်တော်တို့သတိမပေးခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပရိသတ်ကြီးငွေကုန်မှာဆုတ်လို့ပါ။ကျွန်တော်တို့ဒီကနေ့စနေနေ့22ရက်နေ့ဂျိုတို့ကတိုက်တာပေးဖို့တဲ့ပုံနေရဘင်္ဂလားပင်လယ်ပေးအထက်9000အထက်မှာလေးဆိုင်ဝဲတစ်ခုဖြစ်လာတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်ပစိဖိတ်သမုတ်တရာကလာတဲ့လေဘူးစီးကြောင်းနဲ့ ိမဝန္တာဘက်ကစီးလာတဲ့လေးစီးကြောင်းတော့ဆောင်ရက်ဖြစ်ပြီးတော့လေးဆိုင်ဝဲဖြစ်တာကိုကျွန်တော်တို့တိုင်းတာရရှိပါတယ်ကျွန်တော်တို့ဒီလေးဆိုင်ဝဲကဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့ရေငွေ့တွေကိုစုစည်းပြီးတော့မြန်မာပြည်ကလေးပိုင်းကိုဖျက်ပြီးတော့တွန်းပို့နေတာကိုတိုင်းတာရရှိပါတယ်အဲ့ဒီရရှိချက်တွေနဲ့ကျွန်တော်တို့အပူအေးရေငွေ့ဖွဲ့ခြင်းကိုတိုင်းတာတဲ့အခါမှာဆိုရင်ဒီကနေ့ညနေခင်းမှာ မြမာပြီးမြောက်ချမ်းနဲ့အရှိပဲချမ်းနေရာတချို့မြမာပြီးအလဲပိုင်းနေရာတချို့မှာမိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်။အချင်းပြည်နယ်မြကြီးနားကနေအထက်သခိုင်းတိုင်းကလေးကလေးဝအထက်ချင်းပြည်နယ်မြောက်ဖက်တစ်ခုလုံးကနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကို တွေ့ရတယ်လို့ပဲမြမာပြီးအလဲပိုင်းအချို့နေရာများမှာလည်းနေရာကွက်ပြီးတော့မိုးပွဲလေးတွေရွာနိုင်တဲ့ အနေအထားကိုကျွန်တော်တို့ဒီနေရာကသတိပေးလိုပါတယ်။ထို့အတူပဲရှားပြည်နယ်အလဲပိုင်းတစ်ခုလုံးမှာနေရာကွက်ပြီးတော့တချို့နေရာတွေမှာ မိုးကြီးနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်။အဲ့တော့မြန်မာပြည်ကိုဘယ်နေ့လောက်မိုးတွေရွာနိုင်လဲဆိုရင်23ရက်နေ့တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်လည်းမြန်မာပြည်မြောက်ဖျားကနေပြီးတော့အောက်ဖက်လေအထိကိုမိုးရွာနိုင်တယ်လို့ပဲချင်းတောင်တန်းမှာမိုးရွာနိုင်တယ်လို့ကျွန်တော်တို့သတိပေးလိုပါတယ် ။လာမဲ့တင်းနာလေး24ရက်နေ့မှာလဲဆက်လက်ပြီးတော့မိုးရွာနေတာကိုမြမပြီးမြောက်ဖက်ချမ်းတစ်ခုလုံးမှာတွေ့ရှိခံမှန်းရပါတယ်။25ရက်နေ့မှာဆိုလို့ရှိရင်ဘင်္ဂလားပင်လယ်ကပို့တဲ့တိမ်တွေကုန်ဆုံးသွားပြီးတော့မြမပြီးမှာမိုးရက်သွားတာတွေ့ရပါတယ်။နောက်တစ်ခါကျွန်တော်တို့ပြောနေတာကဒီကနေ့မြမပြီးကိုအပူလိုင်းဖြတ်တယ်ဆိုတော့တော်တော်များများစိတ်ဝင်စားနေရေးကြပါတယ်။မြမပြီးရဲ့ပထဝီအနေအထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့က တောင်တန်းပတ်လေကြားကဂုံးမီဖြစ်ပါတယ်။တနည်းအားဖြင့်ဒေအိုးပုံစံကြည့်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။အပူလိုင်းဆိုတာကပစိဖိတ်သမုဒ္ဒရာကလာတဲ့လေစီးကြောင်းရဲ့လေအပူချိန်ဟာအာရှတိုက်ကိုဖြတ်ပြီးတော့ဗမာပြည်ကိုလည်းဖြတ်သွားပါတယ်။မြန်မာပြည်မရောက်ခင်မှာရှိတဲ့နိုင်ငံတွေဟာမြေပြန့်ဒေသတွေအကုန်လုံးကို အပူလိုင်းဖြတ်တယ်ဆိုပေမဲ့မြန်မာပြည်မှာကချင်တောင်တန်း၊ရှမ်းတောင်တန်း၊ပြင်တောင်တန်း၊မွန်တောင်တန်း၊တရင်းတိုင်တောင်တန်းတွေရဲ့ကာချမှုကြောင့် မြန်မာပြည်ကိုတိုက်ရိုက်အပူလိုင်းဖြတ်လို့မရပါဘူးမြန်မာနိုင်ငံမှာပူနေတဲ့အပူချိန်ဟာတစ်တော့ကုန်ခန်းသွားတဲ့အတွက်ကြောင့်မလို့နေရောင်ကြီးကြရောက်တဲ့အလဲပိုင်းလွင်ပြင်ကအပူချိန်ကအပေါ်ကိုပြန်တက်ပြီးတော့ပူတဲ့အပူချိန်ပဲရှိပါတယ်ကျွန်တော်တို့ဒါကြောင့်မလို့ကျွန်တော်တို့သတိထားတဲ့အခါမှာမြန်မာပြည်ကိုတိုက်ရိုက်ဝင်နိုင်တဲ့လေစီးတောင်းလမ်းကြောင်းဟာအိန္ဒိယသမုဒ္ဒရာနဲ့ဘင်္ဂလားပင်လယ်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံကိုဝင်တဲ့မုန်တိုင်းတွေဟာအသားစီးမရှိလို့အင်မတန်မှကျွန်တော်တို့ ဒုက္ခကြီးစွာနဲ့ခံနေကြရတာဖြစ်တာကိုကျွန်တော်တို့သတိမမေ့ကြပါနဲ့ဒီကနေ့22ရက်နေ့မှာတော့မြန်မာပြည်ကုန်းတွင်းနေအောင်ကြီးဆုပ်ယုံမှုကြောင့်မြန်မာပြည်အထက်ပိုင်းမန္တလေးအထက်ပိုင်းတိပူပါတယ်23ရက်နေ့တနင်္ဂနွေနေ့မှာတော့မြန်မာပြည်မန္တလေးကနေကိုရန်ကုန်ဖြူးမှာတော့ခရမ်းလွန်ရောင်ကြီးအဆင့်ကို ရောက်ရှိနိုင်လို့အပြင်ကိုသွားလာတဲ့လူတွေသတိထားဖို့လိုပါတယ်။ဒါမဲ့တနင်္လာနေ့24ရက်နေ့မှာလည်းထုံနည်းတူပဲပြည်ရန်ကုန်ဘကိုးဖြူးကြားမှာခရမ်းလွန်ရောင်ကြီး ားရောက်နိုင်တဲ့ဒေသဖြစ်ပါတယ်။ဒါနဲ့အင်္ဂါနေ့မှာတော့ရန်ကုန်နဲ့ပဲခူးဖြူးကြမှာခရမ်းလုံးကြောင်ကြီးကြားရောက်နိုင်ပါတယ်။နောက်ရက်တွေမှာတော့အပူကြီးအနေနဲ့ကြာဆင်းသွားတာကိုကျွန်တော်တို့ခမန်းဆက်တွေကတတ်ထုတ်ပေးပေမဲ့လည်းလာမယ့်အောက်ကြံနေ28ရက်နေ့မှာတော့ AR မြေရိုးတစ်လျှောက်ခရမ်းလုံးကြောင်ကြီးတန်းဆန်စားရနိုင်လို့ဒုက္ခမိဘပြည်သူများသတိထားကြဖို့ကျွန်တော်တို့သတိပေးလိုက်ပါတယ်။ထူးခြားတာရှိရင်လည်းကိုယ်သက်သေးနိုင်ဆံမျက်နှာများနေပြီးတော့မြေမြန်စုံစမ်းနိုင်ကြပါတယ်။ကျွန်တော်တို့ အများကထူးခြားချက်တွေနဲ့အညီအချိန်ကြီးတင်ဆက်ပေးနေပါတယ်ကျေးဇူးတင်ပါတယ်